လို့ပြောထားတော့ဆရာစကားထဲမှာအဲ့ဒါပြောကြရပေါ်လိုက်မယ်ကျွန်တော်တင်အာဒါဟုတ်လားဒါဝင်တည်ကြတာဟုတ်လားပြောတာကျွန်တော်ကရှင်းရှင်းလေးပဲဘာပြောလို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာလူမျိုးပေါင်းစုဘာသာပေါင်းစုနေထိုင်တယ် liberal nationalism ဆိုတာရှိတယ်အဲ့ဒါရ introduction of political ideology ကျွန်တော်အစိုးရကိစ္စမပြောဘူးကျွန်တော်တို့အယူဆဆိုအစိုးရကိစ္စပြောမယ်ဆိုပြီးကျွန်တော်တို့ကနော်နော်နော် liberal nationalism ရှိတယ်ဆိုတာ အစိုးရကနေပြီးတော့အဲ့တော့ပြည်သူကိုတင်ပေးဖို့ဟာကအမျိုးသားရေးသမားကတတ်တက်ကျွန်တော်ပြောတာဒီမိုကရေစီရှေ့ကိုကြိုးပမ်းတဲ့လူတွေကအမျိုးသားရေးမရှိတရားတစ်ဖက်ကမြင်လဲတစ်ဖက်ကလည်းအမျိုးသားရေးသမားတွေကိုကျွန်တော်ဆုံးသောပြောလို့အစိုးရကတုံနေတယ်ပိုမြင်ရတယ်အဲ့တော့နှစ်ဖက်လုံးကနှီးဖို့လမ်းမရှိရောမရှိဘူးအော်တကယ်တမ်းကျတော့ကျွန်တော်တို့တန်းပြူကိုကောင်းစားစေခြင်းဗကတိအခြေအနေတွေကိုကျွန်တော်တို့သိအောင်နှစ်ဖက်လုံးကလေ့လာအောင်တယောက်နဲ့တယောက်နဲ့ကြားမှာကျွန်တော်တို့ကညှိနှိုင်းယူရမယ့်ကိစ္စတွေရှိတယ်လို့ကျွန်တော်မြင်တယ် မဟုတ်လို့ရှိရင်ကျွန်တော်တို့ပြိပခါတွေကြားမှာဒီတိုင်းပြည်နစ်သွားမယ်ကျွန်တော်ပြောကြတဲ့ဟာနစ်သွားမယ်ဆိုရင်အမျိုးသားအရေးသမားတွေလည်းအောင်ပွဲရမှာမဟုတ်ဘူးဒီမိုကရက်တိုက်ဇေးရှင်းလစ်ဘရယ်လူရတွေအောင်ပွဲရမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောတာလူထုကိုမျိုးသားအရေးသမားပဲဖြစ်ဖြစ်လစ်ဘရယ်သမားပဲဗကတိအခြေအနေကျွန်တော်တို့ပြောပါကျွန်တော်တို့တိုင်းပြည်ဆင်းရဲနေပြီစုပ်ပြက်နေပြီရန်ဖြစ်နေတဲ့ဆင်းရဲကျွန်တော်တို့ရန်ထပ်ဖြစ်မှာလားရန်ဖြစ်ကြမှာကျွန်တော်ပြောတာအဲ့တော့ကျွန်တော်ပြင်လာက အားလုံးကနိုင်ငံရေးယူဆမှာစောင်းမြောင်းပြီးတော့မှဗျာရှေ့တစ်မျိုးနောက်တစ်မျိုးနောက်ကျောတာအဲ့ဒီကိစ္စတွေနဲ့ကျွန်တော်တန်နေရလဲလို့မရအောင်အဲ့တော့ကျွန်တော် liberal democracy ကိုကြိုက်တယ် right ဒါပေမဲ့ဒီမျိုးခဏ liberal democracy မှာအမျိုးသားရေးမရှိဘူးလို့တော့လာမပြောနဲ့ကျွန်တော် citizen base ပေါ်မှာထိုင်ထိုင်ထားတဲ့အမျိုးသားရေးကျွန်တော်မှရှိတယ်ပြောရမှာဆိုရတဲ့ဟာရတယ်ဆရာနည်းနည်းပြောပါကျွန်တော် ပြောချင်တာအဲ့တော့ပါဟုတ်ဆရာကျွန်တော်တို့နိုင်ငံမှာပြည်တွင်းစစ်ဖြစ်တာအမျိုးသားရေးကြောင့်လို့ပြောမလားကျွန်တော်တို့အမျိုးသားရေးကြောင့်ပြည်တွင်းစစ်ဖြစ်တာမဟုတ်ဘူး ဘာကြောင့်ဖြစ်လဲနိုင်ငံရေးသမားတွေအိုင်ဒီယိုလော်ဂျီပြိုင်ရင်းနဲ့တခင်တန်းထုံးနဲ့ဘူကြောင်ဆန်တို့ကွဲပြီးတော့ပြည်တွင်းစစ်ဆာမဟုတ်ပါဘူးယာမဟုတ်ပါဘူးယာလုံးဝမှားနေပါတယ်ကျွန်တော်ပြောကြမဟုတ်ပါဘူးကျွန်တော်ပြောချင်တဲ့ဟာပြည်တွင်းစစ်မှာ KNDO လို့ဘာလို့ကနေဖြစ်လာလဲပြဿနာရားစွာရှိပါတယ်ကျွန်တော်ပြောပြတဲ့ဟာအဲ့တော့ကျွန်တော်ပြောပြမယ်ဗမာပြည်ကွန်မြူနတီပါတီဘာကြောင့်ပေါ်လာသလဲအမျိုးသားရေးကြောင့်ပေါ်လာတာလားအခုလက်ရှိပြောရယူရည်လို့ဖြစ်အောင်မယ်ကွန်မြူနတီတောင်မှရုရှားကွန်မြူနတီနဲ့တရုတ်ကွန်မြူနတီနဲ့ပိုင်းခွဲတယ်ချကြတယ်အခုရုရှားကြီးနဲ့ တရုတ်ကြီးလေဝင်းဖက်နေတယ်အဲ့ဒီကွန်မြူနီတွေဆောက်ဘောတွေဖြစ်ကုန်ပြီပေါ့အမျိုးသားရေးဆိုတာအိုင်ဒီယိုလော်ဂျီနဲ့အဲ့ဒီနိုင်ငံရေးတငယ်နာမစင်တဲ့စကားလုံးတွေပြောလို့ရှိပေါ့လွပဲစားတွေပြောနေသမျှဟိုမင်းသမီးလေးလိုပဲဘယ်တော့မှယင်ကြားစစ်လို့ရမှာမဟုတ်ဟုတ်ကဲ့ဒီတင်ပါရဲ့ဆရာ ကျွန်တော်တင်တဲ့တမိုင်းဆရာခိစားဖြစ်သွားပြည်တွင်းဆက်ဘေးကစလဲပြန်သွားတဲ့ခါကျတော့အစပိုင်းမှာဘယ်လိုဖြစ်ခဲ့လဲကျွန်တော်တင်တယ်ကျွန်တော်ညင်ရမယ်တိုးတော်လည်းပဲတေချာတာတော့ကျွန်တော်တို့ကလက်နက်ကိုင်အများကြီးရှိတယ်တိုင်းသားပေါင်းစုံရှိတယ်ဒီဥစ္စာတွေ ideology ရောဖြစ်တာတစ်ချက်ကို ethnic nationalism ပေါ်တော့ရှာဖို့သိပါတယ်။ကြောက်ဖြစ်နေတယ်လို့